နာဦးဒွေးဆက်လန်းဆာတိတ်ဆိတ်ပြီးလင်းရောက်ဖြတ်ကြနေတဲ့လာပညာတညမှာဒန္နာရီရဲ့အမိကူးချောင်းလို့ခေါ်တဲ့မြေခွေးကြီးကကိုနိုဝါဆူတဲ့ရွာလေးမှာတောင်ကျန်းကတိုက်ခိုက်လို့နေပါတော့တယ်။ဒီရာကြီးကိုတာစီဖို့အတွက်ရွာထဲမှာရှိတဲ့ရှီနိုဂီတွေနဲ့ဟိုကာဂဲလို့ခေါ်တဲ့ရွာကောင်းဆောင်၄ရောင်မြောက်ဟိုကာဂဲအပါဝင်အားလုံးကတိုက်ခိုက်ပြီးမှတော့နာဦးတူဆိုတဲ့ကောင်လေးတွေကမွေးဖွားခြင်းနဲ့အစပြုရပါတယ်။ဒီအဖြစ်ပျက်တွေပြီးနှစ်ပေါင်းများစွာကြာတဲ့အချိန်ရွာထဲမှာတောင်ကျန်းနေတဲ့ကောင်လေးတယောက်ရှီနိုဘီတွေကလိုက်နဲ့ဖမ်းဆီးနေကြပြီးထိုကောင်လေးကတခြားလူမဟုတ်ဘဲနာဦးတူဖြစ်နေပြီး ချီနိုဘီတွေနဲ့ယွာဒါမြာဟာလည်းတတိယမြောက်ဟုခါကဲတန်ကြလို့နေပါတော့တယ်အကုံလုံးကလိုက်ဖမ်းပြီးမယ်လွတ်မြောက်သွားလို့ပြောနေတဲ့အချိန်နောက်သူဆရာရရှိလာပြီးအကယ်ဒမီကိုခေါ်ဆောင်သွားကစာမေးပွဲတစ်ခုမှမအောင်လို့စူပူချိန်မောက်ပြီးမှတော့နောက်တို့တွေမကအသက်ပေါ်များပါအားလုံးကိုပုံမှန်ကျေစုပြန်လည်ဖြေစုခိုင်းပါတယ်ပထမဆုံးစာကူရကဂျေစုကိုအတရာလေးတုံးပြအပြီးဒုတိယတစ်ယောက်ကတော့နာယူတို့ရဲ့အရှိဦးလည်းဟုတ်ပထမဆုံးအနောင်ရွှေခဲ့ကြတဲ့ဆတ်စကေးဟာဂျေစုကိုလက်လာပပလေးတုံးပြသွားပါတယ်နောက်ထပ်နာယူတို့အလက်အယောက် ရှိကမာဦးကတော့ဘာလို့လို့ညီးနေခဲ့ပြီးပြစ်တင်နေတဲ့အချိန်ဘေးကနေကျွန်တော်ကောင်မလေးဟိညာတာကတော့စိတ်ထဲကနေအပိစကပြောနေခဲ့ပါတယ်။နာဦးတို့ကရှေ့ကိုဂျေဆုတုံးပြဖို့ထွက်လာပြီးရှီနိုဘီတမိုင်းမှာအကျဉ်းဆုံးဆက်စီဂျေဆုကိုတုံးပြလိုက်ကအေရီကာဆင်နေနဲ့နာဦးတို့ရဲ့ဂျေဆုအောက်မှာကြာချုံခဲ့ရပြီးအပြစ်ပေးတဲ့အနေနဲ့နာဦးတို့မူရတဲ့ကြောက်တုံးမျက်နှာကြီးကိုတန်ရှင်းလှုပ်ခိုင်းတော့ပါတယ်။စိုးတဲ့ကြောင်တော့ကိုမှပိုရှိတယ်ဆိုတဲ့ဆရာတွေရဲ့တဘောအတိုင်း ူတုပဲ့လေးကိုတန်ရှင်းလုပ်ပြီးရတယ်ဘရာမန်လက်ကျွေးမယ်ဆိုပါမှတက်ကြွတော့ပါလေနောက်တစ်နေ့မနဲ့နောက်ဆုံးဆက်မိပွဲအချိန်နာဟုတုရဲ့အကျဉ်းဆုံးကျေစုမဟုတ်သေးပေမဲ့အငြင်းဆုံးကျေစုဖြစ်နေသေးတဲ့ Shadow Clone ကျေစုဖြစ်နေခဲ့တာကြောင့်နာဟုတုကတော့ဆာမွေးပွဲမစခင်တည်းကတက်ကြွလုပ်နေခဲ့ပါပြီဆာမွေးပွဲဖြစ်ဖို့အခန်းထဲမှာတော့နာဟုတုရဲ့ Shadow Clone ကျေစုဟာတာမန်အရေးကူပေါ်တော့ဟုတ်မနေခဲ့ပဲဒီကိုလည်းဖြစ်ပြီးငှက်ပြမိနေတဲ့ Shadow Clone ကထွက်လာခဲ့တာကြောင့်ဒီနေ့ဆာမွေးပွဲဟာလည်းကျသွားခဲ့ပါလေရှားလူတွေကတော့ Ninja ဖြစ်သွားလို့ပြောနေတဲ့အချိန်နာဟုတုကတော့အမြဲတမ်းသူ့ကိုအဖို့ပြုပေးခဲ့တဲ့ဒန်လေးပေါ်မှာထိုင်နေရင်းမီဇ ူကီဆိုတဲ့ဆရာတယောက်ကနားကိုရောက်ရှိလာပြီးစာမေးပွဲကြောက်လို့စိတ်ညစ်နေတဲ့နာယူတို့ကိုနှစ်သိပ်ပေးပြီးမှတော့နာယူတို့ကိုလှည့်ပြပြီးရွာကတိတ်ပင်လာတဲ့နေချာစာလိတ်ကိုခိုးယူခိုင်းပါတယ်ဒီစာလိတ်ထဲမှာပါတဲ့ချစ်စုတစ်ခုကိုတင်ယူပြီးတာနဲ့စာမေးပွဲအောင်မြင်နိုင်တယ်လို့ဂျင်းထည့်ပြီး နာယူတိုကလည်းမီဇူကီရဲ့စကားကိုယုံသွားခဲ့ပြီးစာလေးကိုခွေးယူပါတော့တယ်။နာယူတိုကတော့စာလေးတက်ကဂျေဆုတွေကိုမှုန်နှောင့်နေတဲ့အချိန်အီရီကာဆင်ဆင်ရရှိလာပြီးနာယူတိုကအမှန်တရားပြပြပြီးတဲ့အချိန်မှာမီဇူကီကလည်းစတင်တိုက်ခိုက်ပါတော့တယ်။နာယူတိုကနားမနေတာဖြစ်နေတဲ့အချိန်မီဇူကီကမင်းကိုစာလေးရဖို့တတ်တောင်းချခဲ့တာဖြစ်ကြောင်းနဲ့မင်းရဲ့ကိုယ်ထဲမှာကိုမီမိတ်ဆာကိုရှိတ်ပေးထားပြီးတရွာလုံးကမုံတိနေတဲ့အကြောင်းရင်းကိုအခုထိမသိသေးဘူးလားလို့မေးလိုက်ပါတယ်။အီရီကာကမုံတိနေတယ်လို့ပြောအပြီးမှတော့မီဇူကီကရှူရီကန်နဲ့ပြစ်လိုက်တဲ့အချိန်အီရီကာဆင်ဆင်ကဝန်ခံပြလိုက်တဲ့အခါမှာတော့နာယူတိုကသူ့လိုကောင်းမျိုးအတွက်ဘာကြောင့်ဒီလိုမျိုး လုပ်ရတာလေလို့ပြန်ပြီးတော့မေးလိုက်ပါတယ်။နောက်သူကတပည့်တယောက်တပူတဲ့အကြောင်းနဲ့သူနဲ့ဘွားသူဖြစ်နေခဲ့တာကြောင့်ဒီဘွားကြီးကရန်ဝန်းနဲ့ဘုကောင်းတယ်မလားမင်းအထီးကျန်နေခဲ့တယ်မလားလို့မေးလိုက်ပါတယ်။ငါတော့မှမှလည်းမင်းဘခေးဆိုင်ခင်ရင်ဒီလောက်ထိခံစားနေရမှာမဟုတ်ဘူး။နောက်ဆုံးမှတော့နာရီကအီကဲစကားတွေကြောင့်စိတ်တက်ခွန်အားတွေပြင်ရလာပြီ။ခုမှတိတ်ဆက်ဆက်တက်မြောက်လာတဲ့မာတီရှဲလူကလုံးချင်စုကိုအုံပြုကမစ်စကီကိုအမောက်တိတ်လိုက်နေမှာတော့လေ။အီရီကာကတော့တူတူဖဲကိုကြည့်ရင်ပီတီရဲ့ပြအီအီတွေပါရင်းနဲ့နောက်တော့ရန်လူချင်းနေခဲ့တဲ့ရပ်ပုံးရနေကြကောင်းစီတွေကိုပေးလိုက်ပါတော့လေ။ ဒါကတော့နာယုတို့အပိုင်းတစ်ဖြစ်ပြီးအပိုင်းတစ်ကိုနောက်နေ့မှာဆက်ပြီးတင်ပြသွားပါမယ်။